အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာလည်းကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတွေကိုဆက်လက်ဖက်ချားတင်ဆက်ပေးခြင်းတဲ့အစားအုပ်ကတော့ဆရာဖိုးကျော်ရေးသားတဲ့တန်တရာဆုံးမြည်နေ့နေ့အရှားဝတ္ထုတို့များအစားအုပ်မှာတခုခုတော့လိုနေပါသည်လို့အမိရတဲ့ရတဝတ္ထုတို့လေးကိုကျွန်တော်ကိုရွှေတာမှဆက်လက်ဖက်ချားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာတခုခုတော့လိုနေပါသည် အစိမ့်တို့ရောင်ခြေကားကသူ့ရှေ့လာရက်ဤလှမ်းမြင်နေရသောရှေးလမ်းများမတိမတာတုံသွားမိသည် ပထမတစ်ခါတုန်းကလောက်ရင်ခုန်တော့တိတ်မမြန်တော့ရှေတုံလက်တုံလည်းမဖြစ်မိတော့လဲဆိုင်ချင်းအမတ်တစိပ်ပါကလေးကသူ့ကာမှန်တီးလိုက်ပြီပထမတစ်ခါကမူမျောလင့်ထားခြင်းနဲ့လုံးဝမရှိတဲ့ဖြင့်ရင်တုံပန်းတုံဖြစ်မိသွားသည်အကြောင်းကိုရောက်သည့်အထိရင်ခုန်တော့ရင်ခုန်တော့သည်တင်းတင်းရင်မှာတောင်ပန်းခတ်ကောင်းတော့အတွေ့အမြင်နေနေလှိုင်းကြရထနေတော့သူခေါ်တာမလိုက်မိတာမှားသွားလေသလားငါငင်းလိုက်လို့သူအတွေ့များလွန်သွားလိမ့်မလား ငါကိုရိုင်းတဲ့တို့များထင်သွားလိမ့်မလားတနေ့လုံးဝေခွဲမရခါတိုင်းနေတွေတို့တပည့်တွေကိုစာတင်ရဖြောင်းစိတ်မဖြောင်းတော့ဘီကားချေးပေါက်မှာပြူထွက်လာတော့ကိုကျော်စွာဤမျက်နာကတော့တခါကကားကြောင်ခေါ်ခဲ့ဘူးတို့လိုပင်အပြုံးများများနေကြောင်းသွားတာနော်ဆရာမဟုတ်ကဲ့ဟုတ်ကဲ့ရှင်စိတ်ထင်းသည့်ကြားတဲ့ကမတိမတာအတန်တုံသွားကြီးလမ်းကြောင်သားပဲဆရာမလိုက်ခဲ့ပါလားဟုတ်ကဲ့ရှင်ကျေးဇူးပါပဲ ကားပေါ်လှန့်တရင်တက်လောကညင်းပယ်ခဲ့မိသောဇကားကိုကြားမိသေးသည်ကျေးဇူးတင်ပါတယ်ရှင်ကျမចောင်းပြတ်တတ်တဲ့တပည့်လေးတယောက်အိမ်ကိုဝင်စရာရှိသေးလို့ပါထိုးစင်ကဟုတ်ဟုတ်ကဲ့ပါခင်ဗျာဟုပြောပြီးသူကားမောင်းထွက်သွားခဲ့သည်လမ်းမဘေးနှစ်ဖက်ရှိကိုကိုပင်များမှရွက်ကြွေများလေထဲဝဲပြန့်၍လမ်းမပေါ်တဖြုတ်ဖြုတ်ကြွေကြနေကြသည်ဘာရလို့မဟုတ်ရင်ထဲမှာဝေဒနာတစ်မျိုးလှုပ်ခတ်ခဲ့ရသည်ယခုတော့ကိုကိုပင်တိုင်း ရွက်တည့်ဝင်လူကြပြီစိမ့်ဖက်ဖက်ဝင်နေသောရွက်လူများကိုမြင်နေရသည်မှာကြည်နူးလွတ်ဆို့ဖွယ်ကောင်းလာပါသည်အကြည့်ကိုမတိမတာဆွေးမိတော်လဲကားမောင်းနေသောသူ့နောက်ကျောကိုတော့ရရဲပင်မကြည့်ဘူးနောက်ကြည့်မှန်မှ သူ့မြင်သွားမိကိုစိုးထိတ်မိပေါင်ပေါ်တင်ထားသောကျင့်ချင်းထဲမှာတင်ယုံညွန်းတဲ့စာအုပ်တွေနဲ့ထမင်းဘူးကိုသာငုံကြည့်နေလိုက်သည်ရှင်သူဘာမေးလိုက်သည်မသိတစ်ထုပ်လောက်ရေးက ။တစ်တိုက်ကားတစီစူညံစွာဖြမောင်းသွားတဲ့ဖြင့်သူစကားကိုပီပီပြက်ပြက်မကြားလိုက်ရ။သူ့အတန်ကလည်းတိုးညှင်းလိုက်ပြီ။သူလည်းသူ့လိုပင်ရင်ခုန်နေလိမ့်မလား။အေးအေးသာသာပြောတတ်သောသူ့အသူ့အတန်ကိုတော့မှတ်မှတ်ရရရှိလေသည်။ဩဝရခါတဲ့ဆရာမနဲ့လမ်းကြုံပြီးတော့ပါ။ကျောင်းကိုနေတိုင်းလမ်းလျှောက်သွားတာလားဆရာမ။အဲနေတိုင်းရတော့မဟုတ်ပါဘူးရှင်။အဲတခါတခါမြင်းလဲစိုက်ကားတွေလဲကြုံတတ်ပါလေ။ဟုတ်ကဲ့ခင်ဗျ။ ရုံးမှပဲနေသလားဟင်အိမ်သားတွေတိတ်မတွေ့ဘူးအရေးဆုံးအမေပြီးမှတတိယဤရှမ်းရှင်ကလေးရဖြစ်တဲ့ဖြင့်အမေတတိထားကြည့်မိနေတာတော့သူတိသွားပြီဟုရှမ်းမိပြန်သည်သူ့ကိုစိတ်ဝင်စားနေလို့တတိထားကြည့်မိတာပေါ့သူများရိမ့်မိသွားလိမ့်မလားအเจ้าကဆရာမတော်ကြည်ကြည်တန်းပြောတယ်လို့မိမပရိယေနဲ့အပြန်ရှင်ရေးဆိုတာမျိုးများဖြစ်သွားလိမ့်မလားအပြိုကြီးပြီးပြီးဈေးစားចောင်းသွားတွေးပြီးမျက်နှာရဲသွား၏ ုတ်ကဲ့ဆရာမကျွန်တော်ရုံးမှအနေများပါတယ်ဌာနကအသိအဖွဲ့ကစားဆိုတော့အိမ်တိတ်မပြန့်ပြဘူးမနေ့ကမေမေမာလို့ကုမနဲ့စိုက်ကွေးမစင်းမီခဏလာတာပါဟုတ်ကဲ့ဟုပြောကတတ်မှချမိလိုက်နှစ်ယောက်သားတိတ်ဆိတ်နေကြခြင်းကို သူကစကားဆက်လိုက်စိုက်ကွင်းစိုက်ကွင်းနေဆင့်ဆင်နေရတာနဲ့အိမ်မရောက်ဖြစ်လို့အန်တီတို့တော့ဝင်မထုတ်ဆက်မိဘူးနေကောင်းကြတယ်နော်ဆရာမဟုတ်ကဲ့ရှင်မေမေနေကောင်းပါတယ် ကျွန်တော်တတိယတည်မေးချောင်းပြော့ပြပေးပါဆရာမဟုတ်ကဲ့စကားနဲ့သူကရှင်ချုံးဝင်နေတဲ့ဖြစ်ရင်တင်းတင်းဝမ်းသာသွားသည်ပြန်၍စကားချရာပြန်သည်ဩဒါနဲ့တလောကလဲဆိုင်ချင်းမှာအမျိုးသမီးအကူစရေးတွေခေါ်ကြတယ်လို့ကြားလို့ဟုတ်ကဲ့ခင်ဗျာကိစ္စရှိလို့လားဆရာမအဲကျမညမလေးလင်းလင်းကိုအဲ့ဒီမှာအံ့ဩသွားပုံရည်သူနောက်ပြန်တစ်ချက်လှည့်ကြည့်သည် လင်းလင်းကကြောက်တတ်နေတော့ဘယ်မဟုတ်လားခမရအဲဘီနဲ့ပထမနှစ်တက်ပါတယ်နောက်နှစ်တွေတော့မပါပါဘူးဆယ်တန်း၃နှစ်ရှိပြီအဲ့လာကြောင့်အလုပ်တစ်ခုခုဝင်လုပ်ခိုင်းထားရင်ကောက်မလာတော့ကျွန်မစဉ်းစားမိလို့ပါစာမေးပွဲတော့ဆက်ဖြေအောင်မပြောပါနဲ့ပြောတာပြောရတော့လေသူတို့အရှင်ဒီကိုတိသွားတော့ကိုကြည့်ကိုကြော်သွားယုံမယုံမမလားဟုချက်ရှင်းတွေးမိပြန်သည်သူတို့မှာပွဲရုံလုပ်ငန်းကြီးရှိတဲ့ဖြင့်ဤမြို့တွင်လူချမ်းသာစီရင်ဝင်နေဖြစ်သည် အကူစရေဝင်လုံခိုင်းရအောင်ဟူသော သူ့ဇကားကယုတ်တိမှရှိပါမလားတမင်ဇကားချပြေပြောစီကိုသူရိပ်မိသွားလည်ရင်လင်းလင်းကလုံးမပြောလို့လားဆီယမသူထင်တယ်လို့ပင်မယုံမကြည်လေးသားပါသလားဩကျမကအလौတခုခုရှိထားရင် ကောင်းမထင်လို့မေးကြည့်တဲ့သဘောပါရှင်ညီမလေးတို့အရေကစာမေးပွဲအခါခါကြာနေတော့စိတ်လည်မှာဆိုးလို့ပါ အန်တီနဲ့ပွဲရုံမှာဝင်လို့နေတယ်ပြောပြောလားလို့လောက်တော့လောက်ပါလေပွဲရုံအလို့ तू စိတ်ဝင်စားလို့ပါဩဟုတ်ကဲ့ပြောပြီ तू နှိုက်စိတ်သားကြီးလောက်ကြံစကားပြောချနေမှန် तू အတက်တိသွားပြီဟုရင်နဲ့ထိတ်ပြန်သည်မိကြည်ပါဆရာမ तू တကယ်တော့လောက်ရှင်တယ်ဆိုရင်ကျွန်တော်ကူညီပါမယ်ဟုတ်ကဲ့ကျေးဇူးပါပဲရှင်ရှင်လျားတော့တပြင်းချေကြီးတစ်ချက်ကိုပေါ်ပါးစွာချလိုက်မိသည် ညမလေးနေအမေတို့သာတိသွားလျင်သူ့ကိုဆဲကြလိမ့်မည်ဆရာမနော်ဆရာမနေရတကာဩဇာတော်တော်ပြဒီလျှောက်ပြားတပဲလာစားအလုံးနေဘက်လောက်ဟုဆိုကြပဲလိမ့်မည်ယခုဆိုလျင်အမေကပွဲရုံလုပ်ငန်းတွင်အဖော်ရနေသဖြင့်ညမလေးဆဲတန်းအောင်ပြီးဒေသကောလိပ်သွားမှာကိုပင်ပူပယ်နေလိမ့်မည်သူ့လိုတက်ကတူကဘွဲတစ်ခုခုရလာပြီးပွဲရုံလုပ်ငန်းစိတ်ဝင်စားသည်မှာအမေမလိုလား သူတို့ကလည်းမိဘလက်ငုံလက်ရင်းဖြစ်သောပွဲရုံလုပ်ငန်းကိုသာဥမကွဲတိုက်မပြတ်ဆက်လုပ်စေခြင်းခဲ့သည်ထို့သောသူက ပွဲရုံလုပ်ငန်းဝါသနာမပါပါဆရာမလက္ခဏာအလုပ်ကိုသာသူဝင်လုပ်ခဲ့သည်အခုတော့သူဝါသနာမပါသော ပွဲရုံလုပ်ငန်းကိုသူညမလင်းလင်းစီလွှတ်ရှာလိုက်ပြီကြံဖန်းစကားစကားချာပြောရသဖြင့်နှုတ်ကြွသားမိကိုလည်းပြောပြီးမှလိုက်ပြမတန်ဖြစ်ရပြန်၏ကျောင်းရှိတွင်ကိုကျော်စွာကကားရက်ပေသည် ယေရှုတင်ပါတယ်ဟု ပြောကာကားပေါ်မှာအလှပါဆုံးဟန်လို့၍သူဆင်းခဲ့သည်ကိုကျော်သာဒီကားပေါ်မှာသူ့ကိုမေးကြည့်နေလိမ့်မည်အထင်နဲ့ရှေ့လမ်းပင်မှားခြင်းကိုကျော်သာနဲ့မျက်လုံးချင်းစုံမိသွားကြသည်မှာမဝန့်သဖြင့်လက်ရည်ပင်မကြည့်ဝန်ခဲ့ကားထွက်သားတန်ကြားမှာတက်ပြင်းချလိုက်မည်ရင်းနေဟာသွား၏ကြည်နူးမှုကတော့အပြည့်အကျဉ်း ကဲမျက်နှာတော်ပဲခြူစားကြပါအောင်ဒီလောက်အပြုံးနေဝေစာမှာတော့ဖြင့်ဧကန္နာတော့ဧကန္နာပဲမတ္တယံငိမ့်နေကြသောជីជីတန်းနေနုနုရီတို့ကမြင်းမြင်းချင်းစကြ၏တင်းတင်းရင်ကပို့ကုန်သွားသည်ကျုပ်တို့ကတော့အပြိုကြီးလှုပ်ဖို့အဖော်ရပြီလို့အားကိုးနေကြတာလက်စားတတ်တော့တင်းတင်းတစ္ဆာဖောက်သွားပြီနုနုရီရဲ့ကဲပြောစမ်းဘယ်ကကလဲဘသူလဲဟုတ်တယ်မဟုတ်လားမင်းတို့ကလည်းကွာဟန်လှုပ်ပြောရင် ဟန်လို့ပြောရင်တစ်ချက်ရင်မိသွားပြီ။ဘာမင်းတို့ကလည်းပြောပြောစမ်းပါဆိုနေတို့တကယ်မနာလို့ဘူး။ဟဲ့သူများတွေကြားနေပါဦးမယ်။အိုးကြကြတို့ကမှန်တာကိုပဲပြောတာ။ဒီနှခွန်းပဲဖြစ်မှန်လားမမှန်လားတကြောင်လုံးသိသွားအောင်မောင်းကြီးဒူဝွေလှုပ်လိုက်မယ်ဒါပဲ။အိုးတို့အိမ်သားကဟိုလူပါကွာအမေဟိုလူဆိုပါလားဘယ်သူလဲပြောမင်းတို့သိပါတယ် ်ညမာလေးဘတ်တုံးကဘတ်သေးလို့တုံးကတော့တို့ညီအမတွေချမ်းချင်းခိုင်းတို့ဟားကြသေးတယ်ဆိုတဲ့လူပါဟဲလဲဆိုင်ချင်းကအရာရှိဆိုမဟုတ်လားနာမည်ကဘာတူတယ်လဲတင်းတင်းကမပြောတတ်ဖြစ်ရင်ជីជីတန်းကနှုတ်ဟာဤအဲကိုကိုကြော်စွာပါတဲ့ချင်းဟာတို့ထင်တာပဲဝမ်းသာပါတဲ့တငယ်ချင်းကွန်ဂရက်ကျူလေးရှင်းပါကွာဖဲစမ်းပါနုနုရငါလက်နာတဲ့ဟာလမ်းကြုံလို့ပါဆိုတို့နဲ့ဘာမှမဆိုင်ဘူး နောက်တော့ဆိုင်းပါပါဗောဒါဇလန်းနေစတာတင်းတင်းတို့များကြုံကြုံတတ်တယ်တို့များမျက်စီလည်းလမ်းမပြီးဘယ်တော့မှမကြုံပါလားနုနုရဲ့အစတန်တော့ကြည်တီတန်းကငိုမလို့မျက်နှာထားလှုပ်ပြတော့အခါရေကြရသည် ဟုတ်တယ်ဟာတို့တော့ဒီနေ့ကစပြီးလုံးဝမြင်းလဲဆိုင်ကမစည်းတော့ဘူးဒီလမ်းကိုအသွားပြန်ရှည်ရှင်ပဲလျှောက်တော့မယ်ဟေးဟုတ်တယ်လျှောက်လျှောက်လျှောက်လဲဆိုင်ချင်းကကားမကြုံရင်တော့ အနဝါတို့ဘူမိတို့တက်တော်တို့ကကာတကကတော့ကြုံရင်ကြုံပါဖို့တငယ်ချင်းဟာတနေ့လုံးတငယ်ချင်းတွေကြားထဲတွင်အစအနောက်ခံနေရသည်ကိုជីကြီးနူးနူးနေပင်ဟန်လုံးနေကြရည်သူတို့ပါဆက်နတ်ဆောင်ပါစေစိတ်ထဲကရေရွတ်မိကျောင်းအပြန်ညက်နေမှာတကယ်ပင်၃ယောက်သားလမ်းလျှောက်ပြန်လာကြသည်နောက်ကကားတန်ကြားတိုင်းနူးနူးရင်နှင့်ជីကြီးတန်းတို့လှက်လှဲကြကြ၏တစ်ထုပ်လုံးရေးက ဘိုးသူစာကားကြီးမောင်းလာသည်ကိုမြင်ရသောအခါကဲဟိုမှလာပြီမင်းတို့ကိုတင်မဲ့ကားကြီးဟုတင်းတင်းကစ၏နုနုကြီးကဟေးဒါတော့မလုပ်ပါနဲ့ဟာငါကြောက်တယ်ဟာဟုပြောလိုက်တဲ့ပြင်ဝိုင်းဟာကြသည်တင်းတင်းကမူကိုကျော်စားအကြောင်းရေမောပြောရရင်တလန်းလုံးတွေ့လာသည်မိညိုဟိုဘက်ချံကခင်ခင်ကြီးတို့အိမ်သွားတယ်ငါပြောပြီးသားရှန်ရှင်းကျင်တို့ကောင်းလေးတယောက်လှုပ်ပေးပါလို့နော် ဟုတ်ကဲ့မမေကြီးမမေက ခိုင်းတယ်ဖြင့်အိမ်ပေါ်မညိုကတဖက်ချံသူ့ကိုထွက်သွားသည်မနဖန်ညမာလေးမွေးနေမုံဟင်းကကြွေးမိဖြစ်တယ်ဖြင့်ချံဝင်းရှင်းထားရန်ယောက်ျားလေးတယောက်လိုနေတယ်ဖြင့်ဦးကျော်စွေဒေါခင်ကြီးတို့အိမ်သူခါတိုင်းလိုပင်မမေကလူခေါ်လှုပ်သည်သူတို့အိမ်မှာမူတောကအကြောင်းလာနေသူစာမေးပွဲလာဖြစ်သူအလောက်လာချသူဈေးရောင်းဈေးဝယ်လာသူတွေနှင့်ယောက်ျားလေးတွေပြက်တည်ဟူရမရှိ အကြောင်းချီတိုင်းခြံချင်းကလည်းရဲ့လူချင်းကလည်းအလွန်ရင်းနှီးနေကြတော့သူတို့အိမ်သားတွေကဒါတင်းတင်းတို့မှာအကူအကူအပန့်ခေါ်နေကြအရေးကိစ္စချီတိုင်းဥကြော်ချွေနေခင်ခင်ကြီးတို့ဒီလေသူတို့အိမ်တွေရှိနေကြတော့တောကအကောင်ကလေးများကိုလွှတ်တတ်စမြဲတင်းတင်းတို့အိမ်မှာမူယောက်ျားသနာမရှိပါတာမိ၃ယောက်နဲ့အိမ်ဖော်မတ်ညိုတို့သာရှိကြသည်ခဏကြာတော့သူရောက်လာသည်တို့တော့ တင်းတင်းနဲ့လင်းလင်းတို့ညီအမကဥကျော်ချွေဒေါခင်ကြီးတို့ဤတာကြီးကိုကျော်စွာမှမသိကြ။သူတို့တွင်တာနှစ်ယောက်ရှိသည်။အကြီးကစိုက်ပျိုးရေးကြောင်းချင်းချမ်းပြည်နယ်မှာအငယ်ကရန်ကုန်စက်မှုတက္ကသိုလ်မှာရန်ကုန်စက်မှုတက္ကသိုလ်လောက်မှသာတည်ထားကြသည်။လူချင်းတစ်ခါမှမမြင်ဘူးကြ။သူသားနှစ်ယောက်ကလည်းကျောင်းနှင့်ရန်ကုန်ကဆွေမျိုးတို့အိမ်မှာသာအနေများသည်ဟုကြားဘူးသည်။ခါတိုင်းခွန်ရောနေကြ၉တန်း၁၀တန်းညီအကိုလှမြင်သည်။ ခင်မောင်တို့မဟုတ်တော့လဲတောကဈေးရောင်ဈေးဝယ်လုပ်နေသူတယောက်ယောက်ဟုသာထင်ကြသည်သူဟုအလုံးဝမထင်မှတ်ကြရုပ်ကတန့်ပြန့်တော့လဲကရှင်လုံးကြီးတပတ်နွမ်းလက်တို့လက်ရှိဖြစ်နေတော့စွတ်ကြဲရော်တွဲတဲ့အနွမ်းနှင့်ဟုညီမနှစ်ယောက်ရဲရဲဝံ့ဝံ့ခိုင်းခဲ့ကြသည်အင်းရှိတမန်တလင်းအဖြစ်ရှိသောနှင်းစီအိုကြီးတွေကိုညီမနှစ်ယောက်ဆချွေရန်လုပ်နေကြစဉ်သူရောက်လာ၏ဒီကအချံချင်းဖို့ခေါ်တယ်လို့ဆိုပြီးအနားတွင်လာရက်သည်။အော် အင်းဟုတ်ကဲ့ကျေးဇူးပါပဲရှင်ဒီပန်းအိုးတွေကိုဟိုဘက်ခြံတော်ရွှေ့ရှင်လို့ပါနှုတ်သက်ခြားသက်ရှိသောညမငယ်လင်းလင်းပြောသည့်အတိုင်းပန်းအိုးအလုံး20ကျော်ကိုခြံတော်သို့ရွှေ့ပေးရ၏ပန်းအိုးအသေးအလုံးလေးတွေကိုတော့တင်းတင်းနဲ့လင်းလင်းတို့ကကူရွှေ့ပေးကြသည်ပန်းအိုးတွေရွှေ့ပေးပြီးသောအခါလမ်းဘက်အုပ်မိုးနေသောစောင်းတော်ကူတယုံနှင့်ရိုးလာတန်တာတပင်ဤအကိုင်းတွေကိုဓာတ်တဆင်းပေး၍ရှင်းခိုင်းလိုက်သည်ခါတိုင်းချင်းနေကြလှမြင့်တို့ ညီကိုမဟုတ်တဖြင့်တင်းတင်းကအားနာနေတော့လဲလင်းလင်းကမူငရွယ်သူပီပီဘာမှမတွေးပဲမစင်းစားပဲအာမနာတန်ခိုင်းဤလှမ်းမြင့်တို့ညီအကိုကတော့သူနှစ်ရံပတ်ဖြစ်သည်ဇီးစွားယုံအောက်ကစိန်အော်မြတ်တွေကိုခုံခိုင်းနေခြင်းပင်သူ့အမေအဖေတို့ရောက်လာကြသည်ဟဲ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 ငါသားကြာလာကြည်လားအောင်းမေတာလက်စအပ်တော့တင်းတင်းတို့ကအပြက်ခိုင်းနေတာကိုရှင် သူ့အဖေစကားကြောင့်တင်းတင်းနဲ့လင်းလင်းတို့ကအံ့ဩသွားကြသည်သူ့အဖေဥကျော်စီကတော့ရွှေတလုံးလုံးနဲ့ရှန်တောင့်တွင်မြက်ရိုင်းခုန်နေသောသူ့သားကိုကြည့်၍ပြုံးနေ၏စကားသွက်သူလင်းလင်းကဟင်အန်တီတာလာဟုအံ့ဩတဲ့သာနှုတ်ဆက်နှုတ်ဆက်သည် ဟုတ်တယ်လေလင်းလင်းရဲ့အန်တီပြော့ပြော့နေတဲ့သားကြီးကြော်စွာလေဒုက္ခပဲဟုတင်းတင်းတွေးလိုက်၏အာနာလိုက်တာရှင်ကျမတို့ကအန်တီတာမှန်မှမသိတာခါတိုင်းလိုတောကတယောက အာနာစီယာမဟုတ်ပါဘူးတင်းတင်းရဲ့အန္တိတာကစိုက်ပျိုးရေးဝါသနာပါတာဆိုတော့ခြံချင်းရာချင်းတော်ပါတယ်တွေ့တယ်မဟုတ်လားသူ့အမိကရေရေမောမောပြောတော်လဲတင်းတင်းကမူမရေနိုင်စိတ်ထဲကအကြီးအကျယ်အာနာနေပြီအဲအန္တိတာချင်းမှတမိတို့ကတိမမတိပဲလင်းလင်းကအချက်ပြေပြော၏ဘာဖြစ်လဲတမိရဲ့မောင်လာမြင့်တို့ညီအကိုတွေတောခဏပြန်နေကြလို့ တမီးအမေကခေါ်ခိုင်းနေဆိုတာနဲ့အန်တီသားကိုလှုပ်လိုက်တာပါမှတ်ထားကြပေါ့ဒါအန်ကရဲ့သားသူ့အမေခေါ်တယ်ပြင်အနားရောက်လာ ਈ ဒီကတမီးတို့မှတ်ထားနော် သူကဒီကတမီးတို့ကိုမှတ်ထားနော်သူကအထက်တန်းပြဆရာမကြီးဘွဲ့ရပြီးသားတင်းတင်းနဲ့သူကညမလင်းလင်းနဲ့ဆယ်တန်းသုံးခါကြာဆိုတာလဲထက်ပြောပေးပါအောင်အန်တီရဲ့ဟိုလင်းလင်းကဝင်ဖောက်တယ်ပြင်သူကပြုံး ਈ ဘယ်တော့ကရောက်လဲအတ္တီပြောတော့ချမ်းပြည်နယ်မှာဆိုဟုတ်တယ်လေကွယ်ကြောင်းစင်းစင်းချင်းချမ်းပြည်နယ်ကြသွားတာခုဒီမှာတိုင်ဝါတချံတကံဆိုလားပဲအဲ့ဒီစီမံကိန်းနဲ့ပြောင်းလာတာတပတ်တောင်မရှိသေးဘူးဒါနဲ့တောင်အန်တီကတမီးတို့နဲ့မိတ်မဆက်ပေးဘူးနော်အဲ့ဒါကြောင့်ခိုင်းမိတာပါနော်အကိုကြီးကတော့နော်ပြောမဆုံးမရှိရင်ခွင့်လွန်ပါအတော့မှလင်းလင်းကပြောင်းသူလုံးနောက်သူလုံးလက်အုပ်ရှိပြီးပြောသည်ကိုရဲပြီးကိစ္စမရှိပါဘူးရပါတယ်ဟုပြန်ပြောသည် သူအလုံးနဲ့သူမအားသေးတော့အန်ဒီကတမီးတို့နဲ့မိမ့်မဆက်ပေးသေးတာပါ။ကိုယ်တည်းတမင်ရင်းဒီကြောင်းဝင်ကြရအောင်အန်ဒီလွတ်လိုက်တာပေါ့။ငါသားကြီးကတော့မောနေရောမယ်။အကိုကြီးကစိုက်ပျိုးအရာရှိဆိုတော့ပန်းအိုးတွေရှန်ထောင်းပုံထားတာအစီအစဉ်ကြပါလေနော်အန်ဒီ။လင်းလင်းကရှက်ရှက်နဲ့စွန့်ရိုပြောနေသည်ကိုတင်းတင်းကမျက်စောင်းလှမ်းထူရ၏။သူကတော့ပြုံးရည်တန်နေသည်။မနက်ဖြန်ညမလေး happy birthday လေကိုကြီး။ အကိုကြီးတို့စိုက်ပျိုးရေးချံမှာတက်ခွတွေမရှိဘူးလားရှင့်ရင်ညမဘတ်တိမှာ အမှတ်တရတက်ခွတအိုးလောက်ကျွန်တော်တို့ချန်တွေကအလှအပ စားသုံးဝင်ပင်မျိုးတွေအဓိကထားပါတယ်ကဲမှတ်ထားကောင်းပါလိနေတော့လွန်ပြီနော်တင်းတင်းကမျက်စောင်းထိုးရပြန်ပြီအမေအပြင်က ပြန်ရောက်လာတော့အခါသူ့အမေကကဲကောင်းကြသေးရဲ့လားတော့ကျုပ်သားစိုက်ပျိုးရေးအရာရှိကိုတော့သမီးတွေကရှန်နဲ့မျက်ခုတ်ခိုင်းလို့တယ်ဟုပြောပြီးရေကြပြန်သည် သူ့ကိုတင်းတင်းကသာအားနာစွာဖြင့်စကားမပြောရဲဖြစ်မိတော်လဲလင်းလင်းကမူမွေးနေခြင်းပြီးပြီးသူနှင့်ပေါက်ပေါက်ဖောက်တယ်လို့စကားများနေကဲအကိုကြီးတုံးဆောင်ပါနော်အမနာပါနဲ့အကိုကြီးကလင်းလင်းမွေးနေမှာလုံအားအပြတ်ပေးထားတာဆိုတော့ဘာကြော်နဲ့ကြိုက်တယ်လဲပြောဘူးဒီကြော်လားကြက်တုံကြော်လားပဲကြော်လားညီမလေးထည့်ပေးမယ်နော် အကိုကြီးညမလေးဟုတုံးလုံးပြောဆိုနေသည်ကိုသဘောတွေ့မိတော်လဲသူ့ကိုမျက်ခုတ်ခိုင်းသည့်ကိစ္စလူများချေချက်မြီဆို၍တင်းတင်းကလင်းလင်းကိုမျက်စောင်းတထိုးထိုးတားစီနေရသည်သူကမူလင်းလင်းထက်ပေသည်များတကယ်ပင် ထမင်းလို့ကြိတ်နေသည်မမတ်ရရဘူးတိကျော်နှင့်မုံဟင်းကားလေးပကံကျမတို့ကအဲ့တလိုအားရှိပါရှိစားမှသဘောကျတာစားစားအကိုကြီးဟုလင်းလင်းကပြောတော့အခါလောက်အားကတော့ကြေပါတယ်နော်ဟုမဆက်နောက်စဘူးဆက်နောက်သွား၏ သူပြန်သွားရင်လူချင်းသွားတော့အခါသူ့အမေကကဲဘယ်နဲ့လဲတော်သိန်းချွေကျမသားကတော့ရှင်တို့မြင်တဲ့အတိုင်းပဲအင်မတန်အယိုးအင်မတန်အဆိုတော့နီနီကကတုံသင်ဆုံးမပေးဖို့ဆရာမတယောက်တော့လိုနေပြီဟုပြော၏ရှင်သားလည်းရှင်မေးပါဦးကျမသမီးကတော့ကျမတခွန်းပါပဲဟုပြောတော့အခါတင်းတင်းမှာမျက်နှာမထားတဲ့ဖြစ်သွားလေသည်နုနုဤជីជីတန်းတဲ့ရင်တင်းတင်းတို့တုံးရအောင်ចောင်းកောင်စီအစည်းအဝေးမှာပြန်လာရသည် ကားတန်ကြ၍လှက်ကြည့်လိုက်ကြသောအခါသူကားဖြစ်နေသည်သူတို့သုံးယောက်ချင်း၌ပင် လာရက်သည်ဆရာမတို့ကြောင်းကပြန်လာကြတာနဲ့တူတယ်လမ်းကြုံသားပဲလိုက်ခဲ့ကြပါလားခမညာအပြန်တွင်ဤတခါသာသူနှင့်ဆုံမှုကြသည်ဖြင့်တင်းတင်းကသူကားနှင့်အိမ်ပြန်လိုက်ရမှညွန့်နေသည်နွနွရီကမင်းဟုတ်ကဲ့ကျေးဇူးပါပဲရှင်ဟုပြောပြီးကားပေါ်ဦးဆုံးတက်သည်မသိတော့သည်ဖြင့်ကြည်ကြည်သားနှင့်တင်းတင်းတို့ကပါလိုက်တက်ကြရသည် ြောတော့မဟုတ်ပါဘူးတဲ့ဟင်းနော်ငါလှုပ်လိုက်ရနုနုကြီးကကားပေါ်ရောက်တည်နေလက်ကုပ်ရစသည်တင်းတင်းမှာအစအတန်အနောက်တန်သောနုနုကြီးကိုပြန်မပြောဘူးပြန်ပြောနေလိုက်ရင်သူကြတော့မှာဆို၍ပို့ပြီးအနေရအခိုင်အရာခတ်သွားပြီလိမ့်မည်ထို့ကြောင့်နှုတ်ဆက်၍ညင်လိုက်ရသည်ဘုကုံးဘတ်တွင်နေသောជីជីတန်းကို အရင်ပို့သည်ပြီးတော့နုနုကြီးတင်းတင်းကောင်းကောင်းမွန်မွန်ပြန်တော့မင်းရဲ့မိကစိတ်ပူတတ်ပါပြီနဲ့ ကျမတငယ်ချင်းကိုအရင်ရောက်ပို့ပေးလိုက်ပါရှင်ကျေးဇူးတင်ပါတယ်ဟုနုနုကြီးကအတီပေါက်ပြောစီကိုသူကတကယ်ထင်ပြီးဟုတ်ကဲ့ပါခင်ဗျာစိတ်ချပါဆရာမဆရာမတော်တင်းတင်းကကျွန်တော်နဲ့ခြံချင်းကပ်ပါတယ်ဟုပြောသည်တင်းတင်းကတော့ခွေးမနေတော့နေရောမနှက်ဖန်ကြောက်ရောက်မှတိမယ်ဟုစိတ်ထဲကဆဲမိနုနုကြီးကမျက်နှာဘိုးမတက်သေးဩဟုတ်လားခြံချင်းကပ်ဆိုတော့ပိုဟန်ကြသွားတာပေါ့ရှင်ဟုတ်ကဲ့ကျေးဇူးပဲကျေးဇူးပဲဟုဆိုပြီးထွက်သွားလေသည် ်တင်းတင်းမှာတော့မျက်နှာနီလေမေမေနှင့်ရှောင်းဝတင်တခါထပ်ဆုံမိကြတော့အခါမျက်နှာမထားတတ်ဖြစ်သွားသည်။အော်တမီးတို့ကိုမောင်ကျော်စွာနဲ့ဘယ်ကဘလို့ဆုံလာကြရလဲ။မိပြီးအထင်နေတကိုယ်လုံးထူပူသွားမိသည်။သို့တော့အမေကမမေမမီရောင်ဆောင်ရဲ့ရှန်တောက်ပတ်ထွက်သွားသည်။ညနေထမင်းဝိုင်းမှာအမေမေးလင်မေးလီမလားဟုစိုးရင်စိတ်နေခေါင်းပင်မဖုံ။ငြိမ်ကုတ်၍သာထမင်းစားမိ၏။ အိမ်ပေါ်တို့လှန့်တာမိလိုက်တဲ့နဲ့ရုတ်တရက်ခြေလန်းတန့်သွားမိသည်ဧကန်းမှာကိုကျော်စွာအဖေနှင့်အမေကိုမေမေကလက်ဖက်နှင့်ဧကန်စကားပြောနေသည်ထူးပါလားဟုထင်မိသည်တင်းတင်းကို အားလုံးကအေးတတူကိုလှမ်းကြည့်နေကြသည်တင်းတင်းပြန်လာပြီလားဟုမရှိုးမရှိုးသားစပူးသောရှိုးသားစကားဖြင့်ကိုကျော်စွာမေးပြီးနှံ့နှုတ်ဆက်သည်တကူလုံးဖိတ်ချိန်သွားမိသည်ဟုတ်ကဲ့ဟုသောအတန်ပင်နင်းတင်တင်ဖြစ်သွား၏ ဧကန်းနဲ့တို့တန်းဝင်မိသည်သူတို့အမူအရာကိုမြင်ရသည်ကားဖြင့်တခုခုတော့တခုခုပဲဟုယဉ်နေထိတ်နေသည်အဝတ်ပင်မလဲမီအပြင်ကအတန်တွေကိုအတက်အောင်၍နားဆင်နေမိသည် ကျမဘက်ကဘာမှညင်းစရာမရှိပါဘူးရှင်မောင်ကျော်စွာကရုပ်ရောပညာရောအကျင့်စာတွေကရောဒီခေတ်မှာဒီလိုရှားမှရှားတဲ့တငယ်လေးပါကျင်းနေပြီးကျင်းတတ်တာပါပဲရှင်ကျမမှာတိုင်ပင်စရာဆိုလို့လေဒီသမီးလေးရှိပါတယ်သူနဲ့တိုင်ပင်ပြီးစကားပြန်ပါမှာရှင် နတ်ထင်းနှရင်တွေထူပူသွား၏တကောလုံးချက်ချင်းကတုံးကရင်ဖြစ်လာသည်သူထင်းသလိုပင်ဖြစ်လာရှိသည်သူ့ကိုကိုကျော်စွာနှင့်ပေးစားရန်ကိုကျော်စွာအဖေအမေတို့ကလာနာဖောက်ပြီးရင်းနေပီတိတွေပြင့်နေ၏အသက်ပင်မရှူရဲပဲအောင့်ထားမိသည်ဟုတ်ကဲ့ခမညာကျေးဇူးတင်ပါတယ်တားအမိတွေတွေတိုင်ပင်ကြည့်ပြီးအဲကိုကျော်စွာအဖေအမေများ ပြန်ဆင်းသွားကြသည်တင်းတင်းအသက်မရှူမိသည် တမီးကြီးဟေဟုအမေကခေါ်လိုက်သောအခါရှင်ဟုပြန်ထူရသည်ပင်လဲပင်နေနေ၏နောက်တခါထပ်မခေါ်တော့မှရှင်ဟုထူးနေကြအတန်ကို ပြန်ပြင်ရသည် လာပါအောင်ကွယ်တမီးကိုအမေပြောစရာရှိလို့ဧကန်ဆိုးပါးပွားထိုင်နေသော အမေကိုဝေးဝေးကလှမ်းမကြည့်ဘူးမင်းမေမျှော်ကြည့်နေသောမျက်လုံးနှင့်စုံမိမှဆိုသည်ရှိလမ်းမမမှာကိုလည်းတတိပြုမိပြီအမေအနာတို့တွားရသည် အမေချစ်ပင်မျက်နှာချင်းမဆိုင်ဟော အမေဘေး၌သာညီညီနဲ့သာဝင်ထိုင်လိုက်ရသည်ရင်ထဲမှာတော့တဒိဋ္ဌိဖြစ်နေသည်စောစောကသမီးမြင်လိုက်တဲ့အတိုင်းပဲမောင်ကျော်စွာရဲ့မိဘတွေလာသွားကြတယ်ဟုတ်ဟုတ်ကဲ့အဲ့ဒါမောင်ကျော်စွာနဲ့သမီးလေးလင်းလင်းကိုနေရာချထားမလို့တဲ့ရှင်လင်းလင်းနဲ့ကိုကျော်စွာသူမနာသူမမယုံတယ်လို့ဖြစ်သွားသည်ဟုတ်တယ်သမီးမောင်ကျော်စွာကသူ့အမေအဖေတွေကိုပြောခိုင်းလို့လာပြောကြတာတဲ့လင်းလင်းနဲ့မောင်ကျော်စွာမေတ္တာရှိကြတာကြာပြီလို့ပြောတယ် အောင့်ထားရသောတမကိုရုတ်တရက်ချလိုက်မိသည်တဲမိုက်တဲ့သမီးအမေကို လုံးဝမပြောဘူးအမေက လုံးဝမထင်ဘူးလင်းနေတို့များရီးစားထားတာပြည်ကြီးပါသမီးတော့ရိပ်မိမယ်ထင်တယ်ဟုတ်ဟုတ်ကဲ့ထွက်မိထွက်ရနှုတ်ကထွက်သားခြင်းသာညီအမတွေတဲညီညွတ်နေကြတာကိုဒါပဲနော်မိသိင်နေအလှကြရင်တော့ငါ့ကိုကြိုပြောပေါ့အေးညီတို့ကြိုက်ရင်ပြီးတာပဲပဲငါကမကန့်ကွက်ပါဘူး နင်တို့နှစ်ယောက်စလုံးအိမ်တော်ရတားကြနေတော့မှာပဲငါလည်းအေးအေးချမ်းချမ်းတရားအထုတ်နိုင်တော့မယ်ဘယ်ကဘလို့အမေနာကအိမ်ခန်းနဲ့ရောက်လာသည်မသိညီမနှစ်ယောက်ရှင်အိတ်ကြတော့ကတင်းနှလုံးကြစီအလားကြီးမှန်ကုန်ပေါ်တွင်လင်းလင်းဤဘီးနဲ့အရှင်းနဲ့သမီးဤရုပ်ထုကိုမလိုမုန်းထားစွာမျက်ဆောင်ခဲ့မိလိုက်၏ကိုလုံးပေါ်မှန်ကြီးတဲ့တွင်သူ့တကိုယ်လုံးလှက်ပတ်ကြည့်နေမိသည်အသက်ရှူရမယ့်တတိမယဘီးနဲ့နဲ့သမီးထပ်ပင်သူ့ကိုယ်သူလှနေသည်ဟုထင်၏ညမလင်းလင်းထက်လည်းလှ၏ လင်းလင်းထက်သူကပညာလည်းတက်ဤအလောက်ကိုင်းလည်းမပူမပင်ရရှိဤအင်းဟုလေးရှည်ဆွဲကတက်ပြင်းတစ်ချက်ချလိုက်မိသည် အော်သူ့မှာတခုခုတော့လူနေပါလိမ့်မည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပြပေးခဲ့ကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတဦးတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့တွေခက်ခဲလာတဲ့နေ့ရက်တွေတိုင်းကိုအတင်းရင်အတူတူရင်ဆိုင်ဖြတ်တန်းကြမယ်နော် ကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးဘေးကင်းကြပါကြပါစေခင်ဗျာကျွန်တော်တို့နောက်ထပ်အပိုင်းတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ